ချင်းမှာဆိုနားထောင်ကြည့်လိုက်ရင်ပြပါတယ်အရှိမလို့မြန်မာတန်စီကြီးနဲ့အဲ့လို rap rap ကိုဝင်ဖြုတ်ထားတာပေါ့နော်အဲ့လိုအဲ့လိုဆိုတော့ကျွန်တော်တို့ကဒါကြာကြာနေဟာဘေးရကျွတ်လာ ਈ လာပေါ့မကြတယ်ကြာတိုင်းသိခါတန်ကြတယ်သွားလဲလေးမှာကိုတော့အဲ့ခွေထွက်တာလဲကထိန်နဲ့သွားပြီးတော့အဆန်နေလေဒီတချင်းရတယ်တရားသားအထူးကြာတရားသားအချစ်တချင်းရလဲကထိန်ဟိုကာလာမျိုးသွားဖြစ်နေပေါ့နော်ဒီရှင်ကိုအတိမပြုပေးကြတဲ့ အဲပုံစံမျိုးဖြစ်သွားတာပေါ့လေဖြစ်သွားတဲ့အခါကျတော့ကျွန်တော်အရင်လဲအာပီတိဖြစ်ပါတယ်ဗျဟုတ်ဘောလာမအရင်ဆက်ပြီးတော့အာဒီလိုလေးလှုပ်ချင်တယ်ပေါ့တခြင်းအဲ့ဒီဟိုပါပေါ့ရွာဒလိရွာဘိုက်လေးဖြစ်တဲ့တခြင်းမျိုးပေါ့အဲပြီးတော့လဲအဲ့ရွာဘိုက်ကိုမှကျွန်တော်ဒီဒီဘက်က hip hop ဟိုဒီဘက်က trend ဖြစ်နေတဲ့ music genre နဲ့နည်းနည်းပေါင်းပြီးတော့မှအဲ့လို creation လေးတခု ူလှုပ်ရှင်တယ်ပေါ့လှုပ်ရှင်တယ်ကျွန်တော်တီးကိုင်းတယ်ပေါ့နော်အရင်တော့ကလည်းဒါဥတုနေဆိုအောင်လို့ဥတုနေသိန်းနဲ့တို့အဲ့လိုမက်ဒလင်နဲ့ဆိုတဲ့တခြင်းလေးမှာပါတဲ့အဲပတန်လေးပေါ့ဗန်တ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 န်အဲ့လိုပတန်လေးအဲ့ပတန်လေးကိုအာပေးရပေးတဲ့ခါကျတော့ကျွန်တော်အဲ့ပတန်ပေါ်အခြေခံပြီးတော့အဲတီးလိုက်ပေါ့နော်အဲကျွန်တော်ပြောကျွန်တော်တီးရတီးရဒီကလာအချစ်ကပူပါတယ်အာအာအူကျင်းနေဆိုတော့တချင်းဟုတ် အဲ့တော့အဲ့တော့သူဟိုဖြစ်ကြည့်မယ်ပေါ့နော်အဲ့ဒီဥဒုနေဆုံးအောင်ရှိရဒီမူပိုင်ခွင့်တောင်းကြည့်မယ်ပေါ့နော်မူပိုင်ခွင့်တောင်းတောင်းကြည့်မယ်အဲဝယ်လို့ရလားတချင်မေးကြည့်မယ်အသုံးအသုံးပြုခွင့်ရှိလားပေါ့အဲ့ဒါလေးမေးကြည့်လိုက်တော့အဲမေးကြည့်လိုက်တော့အဆင်ပြေတယ်အဲအဲ့ခြာသားလေးပေါ့ခြာသားလေးကိုကျွန်တော်ဒါယူသုံးလို့ရတယ်ဆိုတော့ဒါကျွန်တော်အာချပြီပေါ့နော်ချပြီဟိုဒီတေချာနှစ်ယောက်ပေါင်းပြီးတော့ဒီတချင်းလေးကိုကျွန်တော်တို့လှုပ်ချင်တဲ့ရင်ထဲကဟိုကျွန်တော်နှစ်ယောက်ပေါင်းပြီးတော့လှုပ်ချင်တဲ့ဆန္ဒလေးအတိုင်းပေါ့နော်ကျွန်တော်နှစ်ယောက်ပေါင်းပြီးတော့အဲ့လိုမျိုးတိုင်ပင်ပြီးတော့ ဘုံဆိုပြီးတော့အမှကန်ချပလိုက်ဘာမှမအောင်ကျွန်တော်ကဟိုပါဗောဒီစာ chorus လေးတော့အတန်သိပြီပါကျွန်တော်ကဒီမှာ frame ချပြီးတော့ဒီဖို့အတွက်ထပ်ပြီးတော့ idea ရဖို့အတွက်ဗောနော်အဲ तू ကလည်းဇကားရိုက်ပါညာပတ်ရှုပ်နေတော့လှုပ်တရားရှုပ်နေတဲ့ခါကျအတန်မသွင်းဖြစ်မသွင်းဖြစ်တော့ကြားရကွာဆိုကျွန်တော်ကကျွန်တော်ကကျွန်တော်အတန်ကောက်သွင်းပလိုက်တယ်သွင်းသွင်းနေမှာကျွန်တော်မူပါပြီးတော့ဒီမှာကျွန်တော် red vibe ပါဝင်ရေးပလိုက်တယ်ဝင်ရေးပလိုက်ပြီးတော့ အဲ့ဒါနဲ့အဲ့ကျွန်တော်အတန်နဲ့ဟာ chorus ပါ twin meter တီးပြီးသားဟာကိုသူ့ကိုပို့ပေးလိုက်တယ်အဲ့တော့ဟဲအောင်နဲ့မင်းကငါတချင်းကြော်တယ်ဒီတာရမကုန်ကင်တီမင်းနဲ့ဆုံးချင်ပြီကိုရဲ့ချင်းဒီကားရတဲ့ပုံတပင်ကြီးမင်းကိုကုန်မင်းဒီညီမ delete your bike ကိုကျွန်တော်ဒီဒီဘက်ခ music နဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်ဒါဟိုဖန်တီးခြင်းနဲ့မှတ်တိုင်လေးတစ်ခုပေါ့အဲကျွန်တော်ဖန်တီးခဲ့တဲ့ပုံမှာလဲဒါပြည့်သက်တွေလက်ခံအားပြီးကြတဲ့အတွက်လဲအရန်ကြီးကို ပျော်ရွှင်တယ်ပီတိခဲ့တယ်ပေါ့ဝမ်းသာတယ်ပေါ့နော်ကျွန်တော်နောက်ထပ်လည်းဒီလိုမျိုးအသစ်ဆန်းလေးတွေဘယ်လိုဖန်တီးလို့ရမလဲဆိုတာလေးကျွန်တော်တို့ဒါဆက်ပြီးတော့လှုပ်သွားဖို့လည်းရှိပါတယ်နှစ်ခါအဲ့ဒီမှာငါးဘုတ်တီးရတာပေါ့နော်ငါးဘုတ်ကတီးရတယ်အဲသုံးဘုတ်ကအဝင်ဆိုတာပေါ့နော်သုံးဘုတ်ကဆိုတာတယ်ဒီခွေကလည်းကျွန်တော်အနားထောင်နေရစပြီးတော့အဲညှောလင်းတာပေါ့ဒီချင်းတော့ဒီဒီခွေကတော့လုံးဝပောက်သွားမယ်အခွေလို့အဲကျွန်တော် အဲယုံကြည်တယ်ပေါ့မျောလင့်တယ်ဘာဖြစ်လို့တချင်းနေကျွန်တော်နားထောင်ခဲ့ရတာဆိုတော့အဲဒီတချင်းမှာဆိုနားထောင်ကြည့်လို့ချင်းသိပါတယ်အရှိမအဲ့လိုမြမတန်စီကြီးနဲ့အဲ့လို rap rap ကိုဝင်ဖြုတ်ထားတာပေါ့နော်အဲ့လိုအဲ့လိုဆိုတော့ကျွန်တော်တော့မှဒါကြာကြာနေဟာဘေးရကျွတ်လာ ਈ လာပေါ့အရမ်းမိုက်နေကျွတ်လာ ਈ ပါပေါ့နော်မြမတန်စီကြီးနဲ့ဘလို့ဆိုဘတ်တာကဘာတင်းတက်တော်လေးဟာကောင်းလာ ਈ လာပေါ့ဟာပြင်းဆုံးအောင်အတန်ကာလာနည်းနည်းလေးလျောက်တယောက်လေးဆိုတာပေါ့နော်သူကတော့အတန်ဟိုအတုတွေအများကြီးလှုပ်ဆိုးနိုင်တယ်ဘွားရတယ်ညတိုင်းသွေးကား ဥဒုနေဆိုရတဲ့ချင်းဖြစ်တယ်အဲဒီဒီစာလာကိုယူသုံးနေအဲ့လိုမျိုးဟိုဝေဖန်ကြတဲ့လူတွေလည်းရှိမှာပဲလေဒါကတော့ပွင့်လင်းပြောရရင်တော့ကျွန်တော်တို့ကလည်းဒါဟိုပါပေါ့ဒီ creation လေးတစ်ခု idea လေးတစ်ခု passion လေးတစ်ခုကိုချပြခြင်းနဲ့ရွေချက်ပဲရှိရပါတော့ဒီစာသားလေးသုံးနေဆိုတာလည်းဒီတချင်းမှာဒီစာသားနဲ့အရန်လိုက်ဖက်နေကျွန်တော်လူငယ်တွေရဲ့ idea လေးနဲ့ပေါင်းဆက်ပြီးတော့အဲ run ဖြစ်တယ်အဲအဲ့တော့ဒါဝေဖန်တဲ့လူတွေကလည်းဒါဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဟိုလုတ်ခဲ့တဲ့ process ကိုအတိအကျမသိတဲ့အခါကျတော့လည်းဝေဖန်မှာပဲပေါ့နော်ဒါပေမဲ့ အဲအတိအကျသိသွားရင်တော့ခွန်းလို့နားလည်ပေးကြပါလို့ပြောချင်ပါတယ်ဗျာဟုတ်ရှောဒီဝါသားချစ်ကပိုပါတယ်ဒီဝါသူချစ်လေးရဲ့မင်းပြောင်းလဲများငါတွေ့ချိုးပါတယ်ဒီဝါသူရဲ့ပြင်းပြင်းကထိန်ရလည်းနီးပြီကျွန်တော်ဒီကိုလောင်းအိုင်ခွေထွက်တာလည်းကထိန်နဲ့သွားပြီးတော့အဲ့ဆက်နေရလေဒီတချင်းရလည်းတရွာသားအိုက်ထူးကြတရွာသားအချစ်တချင်းရလည်းကထိန်ဟိုကာလာမျိုးတော့ဖြစ်နေပေါ့နော်ဘာလို့ကျွန်တော်တို့ကဒီဒီယာကြီးတွေရည်ရွယ်ပြီးထုတ်ခဲ့တာမဟုတ်ဘူးပေါ့နော်ဒီကထိန်တွေကထိန်မှာလုံးဝ အာလို့ဖွင့်ကြမယ်ဆိုပြီးတော့ဖွင့်ကြဖို့အတွက်တချင်းတပုတ်ဆိုပြီးရွေးပြီးထုတ်ခဲ့တာတော့မဟုတ်ဘူးဟိုကောင်ပဲကျွန်တော်တို့ဆူတောင်းမှုတစ်ခုပေါ့လေဟိုဘယ်လိုခေါ်မလဲအဲကျွန်တော်တို့ရဲ့ဒီဘယ်လိုခေါ်မလဲ creation ကိုအတိအမြတ်ပြုပေးကြတဲ့အဲပုံစံမျိုးဖြစ်သွားတာပေါ့လေဖြစ်သွားတဲ့အခါကျတော့ကျွန်တော်အရင်လဲအာပီတိဖြစ်ပါတယ်ဗျဟုတ်